မင်္ဂလာပါသီယိုလော်ဂျီတလို့ဆာရဲ့ morning devotion season ကနေကြိုဆိုပါရယ်လူတို့ကြံစီရွေးမမိနိုင်တဲ့ဖျားသခင်ထံကငြိမ်သက်ခြင်းနဲ့ပြည့်စုံကြပါစေ ခနာလောက်ဆူတောင်းခြင်းနဲ့စပြုကြရအောင်ကောင်းကင်မြေကြီးစကြဝဠာလုံးလုံးကိုဖန်ဆင်းတော်မူသောရှင်အဖဖျားသခင်နေ့ရက်တွေအတွက်ကျေးဇူးတင်ပါ၏ဒီနေ့ရက်မှာလည်းကိုရရှင်ကိုရတိုင်းလမ်းပြပါတကယ်ပဲ crushing tension တော့ဝင်ရတော့တကူနဲ့ကျွန်တော်တို့ဆုံးလင်းစီလေ crushing ပုံတော့အခုလုံကယနေ့နဲ့လည်းတသက်ဖြစ်စီတော့မှာပါ ကျေးဇူးတော်ကြီးမွန်လေးတပါးတော်တော်သခင်ယေရှုနာမနဲ့အစပြုပါရပါပြသခင်အာမင်ဒီနေ့တော့ယောမဩဝါဒစာခန်းကြီး25အငယ်73ကိုဖတ်ရှုဆင်ခြင်နှလုံးသွင်းကြမှာဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး25အငယ်73ဖြစ်ပါတယ်သင်တို့သည်တန်ရှင်သောဝိညာဉ်တော်တကူအားဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်တတ်တာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်း မျောလင်းခြင်းအရှင်ဖျားသခင်သည်ကဲမသနာတော်မူပါစေသောဖတ်ရှုတော်ရတဲ့တမန်ကျမ်းစာရဲ့ကောင်းကြီးမင်္ဂလာတဲ့အပေါ်မှာရှိပါစေဒီကျမ်းပိုက်ကတော့တမန်တော်ကြီးရှင်ပေါ်လူယောမမြို့သားတွေယောမမြို့မှာရှိတဲ့အသင်းတော်အတွက်ဆုတောင်းပေးထားတဲ့စကားဖြစ်ပါတယ်ဒီဆုတောင်းစကားမှာအထူးသဖြင့်တတိပြုစင်ကျင်မိတဲ့အရာကတော့တန်ရှင်သောဝိညာဉ်တော်တကူအပြင်မျောလင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းငါဆိုတဲ့အချက်ဖြစ်ပါတယ် တန်ရှင်သောဝိညာဉ်တော်တကူအားဖြင့်မျောလင့်ခြင်းပါရမီနှင့်ကျွဲဝစေခြင်းကတန်ရှင်သောဝိညာဉ်တော်တကူတက်ရောက်တဲ့အခါမှာ မျောလင့်ခြင်း ပါရမီနဲ့ကျွဲဝပါတယ်မျောလင့်ခြင်းပါရမီနဲ့ကျွဲဝအောင်လှုပ်ဆောင်ပေးနိုင်တာကတန်ရှင်သောဝိညာဉ်တော်ရဲ့တကူတော်ဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါ်လူကဒီလိုတန်ရှင်သောဝိညာဉ်တော်တကူအားဖြင့်မျော်လင့်ခြင်းပါရမီနဲ့ကျွယ်ဝပါစေဆိုပြီးဆုတောင်းပေးနေတာက မယုံကြည်သေးတဲ့မယုံကြည်သူတွေကိုတောင်းပေးနေတာမဟုတ်ပါဘူး။ယုံကြည်ပြီးတဲ့ဖရာသားသမီးတန်ရှင်သောဝိညာဉ်တော်ကိုဆုကျေးဇူးအဖြစ်ရရှိပြီးသားဖရာသားသမီးတွေအတွက်ဆုတောင်းပေးနေတာပါ။ကျွန်တော်နားလေယုံကြည်ထားတဲ့အရာကတော့ကိုယ့်အပြစ်ကိုနောင်တရပြီးသခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးတဲ့သူတိုင်းတန်ရှင်သောဝိညာဉ်တော်ဖရာကိုဆုလက်ဆောင်ဖြင့်ရရှိပါတယ်။ ယုံကြည်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကိုရရှိပါတယ်။တန်ရှင်သောဝိညာဉ်တော်ဖခင်နဲ့တဆိတ်ခတ်ခြင်းကိုခံရပါတယ်။သခင်ယေရှုကိုယုံကြည်သူတိုင်းနဲ့အတူတန်ရှင်သောဝိညာဉ်တော်ဖခင်ကမခွဲတမ်းအတူရှိပါတယ်။ဒီလိုတန်ရှင်သောဝိညာဉ်တော်ဖခင်ကအမြဲမခွဲတမ်းအတူရှိနေပေမဲ့ယောမမြို့မှာတစ်ချိန်လုံးကရှိခဲ့တဲ့အသင်းတော်လိုပဲတန်ရှင်သောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်ပို့ပို့ပြီးမျော်လင့်ခြင်းနဲ့ကြွယ်ဝဖို့တော့ လိုအပ်နေပါသေးတယ်။ယုံကြည်တဲ့အခါမှာတန်ရှင်သောဝိညာဉ်တော်ကိုရရှိထားပေမဲ့တန်ရှင်သောဝိညာဉ်တော်တခုအားဖြင့်ပို၍မျှော်လင့်ခြင်းနဲ့ကြွယ်ဝဖို့လိုအပ်ပါတယ်။ဒီနေရာမှာတမန်တော်ကို ခံယူမိတာကဖယားသားသမီးတွေမြေကြီးပေါ်မှာအသက်ရှင်နေစဉ်အရေးတကြီးလိုအပ်တဲ့အရာတစ်ခုကတော့မျှော်လင့်ခြင်းပါရမီနဲ့ကြွယ်ဝဖို့ဖြစ်ပါတယ်။ဒါကိုဒီကနေ့အတွက်အထူးမှတ်သားစရာနှုတ်ကပတ်တော်အဖြစ်လည်းမှတ်သားစေချင်ပါတယ်။ မျောလင့်ခြင်း ပါရမီနဲ့ကျွဲဝါဖို့လိုတယ်။ဒီလိုကျွဲဝါဖို့ကျေးဇူးပြုနိုင်တာကတော့တန်ရှင်သောဝိညာဉ်တော်ဖရာဖြစ်တယ်။မျောလင့်ခြင်းပါရမီနဲ့ကျွဲဝါဖို့လိုတယ်။မျောလင့်ခြင်းဆိုတာနဲ့ကျွန်တော်တို့အားလုံးသိနိုင်တာကတော့အနာဂတ်မှာဖြစ်လာမယ့်အရာနဲ့ဆိုင်တာဖြစ်ပါတယ်။မတွေ့မမြင်ရသေးတဲ့ဖြစ်လာမယ့်အရာနဲ့ဆိုင်ပါတယ်။တနည်းအားဖြင့်ဖရာသခင်ပြင်ဆင်ပေးထားတဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကကျွန်တော်တို့ရဲ့မျောလင့်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာတခုခွဲခြားသိစေချင်တာကတော့မျောလင့်ခြင်းလို့ပြောတဲ့အခါမရေမယာနဲ့ဖြစ်လာမယ်လို့တော့မျောလင့်တာပဲဆိုတဲ့အထိပယ်မျိုးမဟုတ်ပါဘူးလောကထဲမှာအသုံးပြုတဲ့စကားလုံးမျောလင့်တယ်ဆိုတဲ့စကားလုံးကတော့မရေရာမှုတောင်းတမှုတခုတက်တက်လို့ဖြစ်နေတတ်ပါတယ်ပြန်ဆောင်ဖို့တော့မျောလင့်တာပဲဖြစ်လာမယ်လို့မျောလင့်တာပဲလို့ပြောတဲ့အခါမရေရာမှုတွေအားငယ်မှုအငွေအသက်တွေပါနေပါတယ် နှုတ်ကပတ်တော်က ပြောတယ်မျောလင့်ခြင်းဆိုတာဒီလိုမရေမရမဟုတ်ဖ ೇನೆ ဖရာသခင်ကိုတော်တိုင်ကပြင်ဆင်ပေးထားတဲ့ဂတိပေးထားတဲ့တီးကြတဲ့အနာဂတ်နဲ့ဖရာသခင်ပြင်ဆင်ပေးထားတဲ့ဆုလက်တွေဖြစ်ပါတယ်။တမန်ကျမ်းစာမှာကြည့်လိုက်ရင်တွေ့နိုင်ပါတယ်။ဖောက်ပြန်ခြင်းညစ်ဆွန်ခြင်းညှိုးနွမ်းခြင်းကင်းတဲ့ထာဝရဘုံအတည်နဲ့ပြည့်စုံပြီးစိုးစံရဖို့ရန်အတွက်ဖရာသခင်ကကျွန်တော်တို့အဖို့ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်။ ဖရာသားသမီးဖြစ်တဲ့အခါဒီလိုကျွန်တော်တို့ကအစအစအရာရာစုံလင်ကြွယ်ဝတဲ့ဘုံအတရေနဲ့ပြည့်စုံတဲ့အမွေကိုစက်ခံဖို့ဖရာသခင်ပြင်ဆင်ပေးထားတာယုံကြည်နေပေမဲ့လောကတွေက나ကျင်မှုတွေဖောက်ပြန်မှုတွေကိုမကြမကြကြုံတွေ့ရတဲ့အခါကျတော့မျောလင့်ခြင်းကရှိတယ်ဆိုပေမဲ့လည်းငိမ့်လူနီနီမီးတောက်တေးသေးလေးနဲ့မီးစာတစ်ခုလိုဖြစ်ဖြစ်လာတတ်ပါတယ် ီလိုမျောလင့်ခြင်းတွေအပြုတ်လာတဲ့အချိန်ကတန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝဖို့ပူပြီးလိုအပ်တဲ့အချိန်ဖြစ်ပါတယ်။တန်ရှင်သောဝိညာဉ်တော်ကိုကျွန်တော်တို့နဲ့အတူရှိနေစေတာကိုကဖခင်သားသမီးဖြစ်တဲ့ကျွန်တော်တို့တွေလိုအပ်လာတဲ့အခါတိုင်းဒီလိုမျောလင့်ခြင်းပါရမီနဲ့ကြွယ်ဝအောင် ဖြည့်ပေးဖို့လို့ကျွန်တော်ကတော့နားလည်မိပါတယ်။ဒီလိုတန်ရှင်သောဝိညာဉ်တော်တကူကိုရရှိပြီးမျောလင့်ခြင်းပါရမီနဲ့ကြွယ်ဝတဲ့အခါသခင်ယေရှုခရစ်တော်ရဲ့တတိယကံကောင်းတွေလည်းဖြစ်လာမှာပါ။ ဒါကြောင့်ဒီနေ့တော့အရောက်စီတိုင်းတန်ရှင်သောဝိညာဉ်တော်တကူအားဖြင့်မျောလင်းခြင်းပါရမီနဲ့ကျွဲဝကြပါစေလို့ဆုတောင်းပါတယ်။ရောက်စီရန်ကိုပြတဲ့ကောင်းကြီးပေးပါစေ။